မင်္ဂလာပါ Dream Home HMB ကျိုးဆောင်လုပ်ငန်းကကျွန်တော်ကိုပိုင်ပိုင်ဖြစ်ပါတယ်ခင်ဗျဒီကျွန်တော်ဒီနေ့လူချင်းမြင့်တို့ကိုနေပြီးတော့ပုပ်ပတ်တည်မျိုးကျွန်တော်ဝနာဒီပါရက်ကအရာရီလက်မှတ်ကြောကတ်ကအရှိလေအသင်းနေတိုက်တဲ့လုံးဝ luxury ဆန်နဲ့အသင်းနေတိုက်ကြီးနဲ့မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျဒီဒီအသင်းနေတိုက်တဲ့ကြီးကိုကျွန်တော်တို့80 60ခြံကြီးပေါ်မှာတိစောက်ထားတာဖြစ်ပါတယ်ခင်ဗျခြံရဲ့မျက်နှာစာကပေ80ရှိမှဖြစ်ပြီးတော့ခြံရဲ့အနောက်ဘက်ကပေ60ကျဲဝန်းမှဖြစ်ပါတယ်ခင်ဗျအလက်လေးကအရှိလေဖြစ်ပါတယ်ခင်ဗျ ပတ်ဝန်းကျင်မှာဆိုလည်းလူနေအိမ်တွေနဲ့ပြည့်ညက်နေတာကိုတွေ့ရပါတယ်။ location ကောင်းတဲ့နေရာပေါ်မှာတိဆောက်ပေးထားတဲ့အသင့်တွေတိုက်သိကြည့်ပဲဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်တို့ channel ဝင်မကြည့်ခင်မှာ champion လေးကိုတစ်ချက်ကြည့်လိုက်ကြအောင်ပါ champion မှာဆိုလို့ရှိရင်လုံးဝရှေ့မှာအပင်စိုက်ဖို့တမီးဘူးလေးခြံထားပေးတာတွေ့ရတယ်ကားဘက်ကလည်းကြည်ကြဲဝုန်းခင်းထားတာကိုတွေ့ရတယ်ကျွန်တော်တို့ breaker စုချိုးလည်းတက်ဆင်ပေးထားတာကိုတွေ့ရတယ်မီးလုံးတွေလည်း special အများကြီးဆင်ထားပေးတာကိုတွေ့ရမှာဖြစ်ပါတယ်ခင်ဗျာ breaker စုချိုးလည်းတက်ဆင်ပေးတာပြုတ်စေးလေးလည်းတည်တည်ချာချာလှလှပပလေးမှုတ်ထားပေးတာကိုတွေ့ရမှာဖြစ်ပါတယ်ခင်ဗျာ channel ကိုရောက်ပြီဆိုတော့ ਨੇ လုံဝါကျဲဝန်းနဲ့ပေါ်တီကိုနဲ့ကားပါကင်နေရာကိုတွေ့ရမှာဖြစ်ပါတယ်ခင်ဗျာ80 60 channel ကျဲကြီးဖြစ်တာကြောင့်မလို့ကား3လေးစီးကတော့ AC ရက်လို့ရတဲ့အနေအထားတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာအိမ်ရဲ့အပေါ်ဘက်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့သာသာဆောင်လေးလုပ်ပေးထားတာကိုတွေ့ရတယ်အိမ်ရဲ့ကောင်းဘက်မှာလည်းကျွန်တော်တို့ render လေးတစ်ခုလုပ်ပေးထားတာကိုတွေ့ရပါတယ်ခင်ဗျာပေါ်နီကိုရဲ့အရှိမဆိုလို့ရှိရင်လည်းကျွန်တော်နေစီပန်းပင်လေးတေချာလေးစိုက်ပေးထားတာကိုတွေ့ရတယ်ပန်းအိုလေးနှုတ်ဦးရတယ်လုံးဝမျက်စိကို ဖန်ဆင်းပေးထားတယ်လို့ပဲပြောရမှာပြန်ဝိုးမိန်းတကားကြီးကလည်း share ပဲပြောဒါကတော့အိမ်ကောင်းရင်းက brander လေးပဲဖြစ်ပါလေကျွန်တော်လုံးဝကြည့်လိုက်ကားရပ်ဖို့အတွက်နေရာတော့အကျယ်ကြီးပဲဆက်လက်တရားအပြည့်လောင်းပြီးလားဒါကတော့အပေါ်လားသာဆောင်ကို တက်တဲ့ကြောင်းလေးတွေကလေးပဲဖြစ်ပါလေခင်ဗျာလုံးဝမိုက်တယ်လို့ပဲပြောရမယ်ဒုက္ခရဲ့ပုံစံလေးကဒါကတော့80 60ရဲ့အစ်စ်နေတိုက်စ်တွေထဲမှာဒီဇိုင်းဆန်းဆန်းလေးနောက်တစ်လုံးပေါ့ဗျာဒါဆိုရင်ကျွန်တော်တို့အိမ်ထဲဝင်ကြည့်လိုက်ကြအောင်ပါခင်ဗျာ ။ခေကန်းထဲမှာတွေ့တွေ့ချင်းမျက်စိကိုဖန်ဆားရတော့ကျွန်တော်တို့မျက်နှာကျဲမိဆိုင်မဲဖြစ်ပါတယ်ခင်ဗျာ။ပြီးတော့ဖျားကန်းကလည်းလုံးဝကိုကြဲကြဲဝန်းဝန်းလေးရှိတာကိုတွေ့ရပါတယ်။အဲကန်းကလည်းလုံးဝကိုကြဲကြဲဝန်းဝန်းလေးရှိတာကိုတွေ့ရမှာဖြစ်ပြီးတော့လုံးဝကျွန်းပါကဲအပြစ်ခင်းလာတာကိုတွေ့ရပါတယ်ခင်ဗျာ။ဒီအိတ်တိန်လုံးကိုကျွန်းနဲ့ပဲအလှဆင်ထားတယ်လို့ပြောရမယ်။အိတ်ခန်းတကားတွေပါကေးတွေဒူးပိတ်တွေအကုန်ကျွန်တော်တို့ဖောင်းလိုင်းနေရာစကျွန်းနေနဲ့ပဲလှုပ်ထားတာကိုတွေ့ရမယ်။ ရှောက်လန်းလေးရတယ်သူကလည်းသူကြဲကြဲဝန်းလေးပဲမျက်နှာချက်ဒီဇိုင်းကလည်းရိုးရိုးရှင်းရှင်းနဲ့ဒီဇိုင်းလေးကလှလှလေးမိဘကန်းနဲ့အဲကန်းကို ကျွန်းတကားလေးနဲ့ပါတီရှင်းလုပ်ထားပြီးရင်ပိုကောင်းမယ်လို့ထင်တယ်လုံးဝကစ်ချင်းကောင်တာကလည်းမိုက်တယ်ကစ်ချင်းကောင်တာအောက်မှာရှိတဲ့ကပိနတ်လေးလေးရဲ့တကားကအစလုံးဝကျွန်းနဲ့ပဲလုပ်ထားပြီးတော့တွေ့ရတယ်အပေါ်မှာလည်းကျွန်တော်တို့ပစ္စည်းထားဖို့တန်းလေးကိုလုပ်ထားပြီးတော့တွေ့ရတယ်လုံးဝမိုက်တယ်သူဟာနဲ့သူပတိကိုကြာနေတာ ါဆိုရင်ပထမမှာစာကန်းလေးကိုပြပေးမယ်မာစာကန်းကိုလည်းလုံးဝကျွန်းနေပဲသုံးထားပေးတယ်ဒီအီးမှာမာစတာသုံးခန်းပါမှာဖြစ်ပြီးတော့ရူကန်တစ်ခန်းပါမှာဖြစ်တယ်ဒီအိတ်ခန်းလေးအားလုံးမှာသူအကွန်တက်ထားပေးတာကိုတွေ့ရပါတယ်ခင်ဗျရေချုပ်ကန်းအိမ်သားတွေကလည်းလုံးဝကျဲကျဲဝန်းဝန်းရှိတယ်ဒဲအိတ်ခန်းကိုပဲကြည့်လိုက်ကြည့်လိုက်လုံးဝကိုဒီဇိုင်းလေးကမိုက်ပြီးတော့ကျွန်းပါကေးအပြည့်ခင်းလာတာဖြစ်လို့လုံးဝ classic ဆန်တယ်လို့ခံစားရစေတယ် ပဲရေချိုးကအင်တာကိုပဲကြည့်ကြည့်လုံးဝကျဲတယ်ဆိုရဲခန်းစားချက်ကိုရသေးတယ်။ဒီတတိယမာစတာကမ်းမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ရေချိုးကအင်တာကလုံးဝကျဲတယ်ဘတ်တက်ကိုထည့်ထားပြီးတော့တွေ့ရမယ်။ရေချိုးကအင်တာပိုရိုင်းအကုန်အကောင်းစားတွေယူပဲတုံးထားပြီးတော့တွေ့ရပါတယ်။ကျွန်တော်တို့ဒီအင်ကိုလုံးဝကိုကြိုက်ပါတယ်ခင်ဗျ။ဒါဆိုရင်ကျွန်တော်စင်ကြယ်ကန်းလေးကိုကျွန်တော်ပြပေးပါမယ်။စင်ကြယ်ကန်းကိုလည်းအကျည်ဖွဲ့စည်းပေးထားတာကိုတွေ့ရပါခင်ဗျ။ ဂျရင်တကား6ပေါက်ပါတော့လုံးဝအလင်းအောင်ပါတော့ share ကိုရနေပါအမှန်ပဲလူချင်းမင်းတို့အနေနဲ့ပေးရတဲ့ဈေးနဲ့တန်တယ်လို့ခန်စားပြီးတော့ luxury ဆန်တယ်ဆိုရဲခန်စားချက်ကိုရကျင်တယ်ဆိုလို့ရှိရင်တော့ဒီအင်းလေးကိုဝယ်ဖို့ကျွန်တော်အကြံပြုပါတယ်ခင်ဗျာဒါဆိုရင်တော့ဒီအင်းလေးရဲ့ခေါ်ဈေးကိုကျွန်တော်ပြောပြပေးပါမယ်ဒီအင်းလေးရဲ့ခေါ်ဈေးကတော့7,850တတိတိကိုပါရှင်တဲ့တတိဆန်ဆိုင်ညီနိုင်နိုင်မှာပဲဖြစ်ပါတယ်ခင်ဗျပိုင်ဆိုင်မှုကတော့ဂရမ်မီမျိုးစားဖြစ်ပြီးတော့ဝယ်ယူပြီးတာနဲ့မိမိအမိဘောက်တံပြောင်းနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျ လုံးဝ luxury ဆန်တဲ့ဒီအသစ်နေတိုက်လေးကိုစိတ်ဝင်စားလို့ဝယ်ယူနေဆိုရင်တော့ကျွန်တော်ဖုန်းနံပါတ်ဖြစ်တဲ့39653685105ကိုအချိန်မရွေးဆက်သွယ်ဆုံးမေးမြန်းနိုင်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာဖြစ်နေဆုံးတွေ့ပါမယ်ခင်ဗျ